ဆန်ရှင်တဦးရဲ့အပြုတ်မှုတစ်ခုကြောင့်အင်မတန်မှဆက်ဆုပ်စရာတစ်ခုအဖြစ်လူမှုကွန်ရက်ပေါ်မှာပေါက်ကြားဒါကတော့ဒီရက်ပိုင်းအတွင်းမှာတင်လူမှုကွန်ရက်ပေါ်မှာထိမနိုင်တိမ်မရနိုင်အောင်ဖြစ်သွားခဲ့တဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲအခုလိုကာလာအခြေခံလူဒန်းစားတွေအတွက်အင်မတန်မှခက်ခဲကြက်တဲနေခဲ့တဲ့လုံအတော်လေးလေးရုန်းကန်နေရတဲ့ကာလာတစ်ခုဖြစ်ပါတယ်ဒီလိုအခက်အခဲတွေကြောင့်ပဲနှိုင်းသားရမျိုးနယ်မှာနေထိုင်သူသားမီးနှစ်ယောက်ကစားဝတ်နေရေးအဆင်ပြေစေဖို့အတွက်ခိုးယူခဲ့ပေမဲ့လည်းဆန်ရှင်ဖြစ်သူစီမှာတသက်နေတကွမိသွားခဲ့ပါတော့တယ် ဒါကြောင့်ပဲဆန်ရှင်ဖြစ်သူအမကလမှုကွန်ရက်ပေါ်မှာအလုံးသိစေဖို့နဲ့နောက်ထပ်တစ်ခါမခိုးတော့တဲ့အဖြစ်မျိုးကြုံစေဖို့ဝန်ထမ်းတယောက်ကိုဗီဒီယိုရိုက်ခိုင်းပြီးအမျိုးမျိုးပညာတွေပေးခဲ့ပါတော့တယ်။ကြီးစုခဲ့ကြတဲ့သူတွေအလုံးကတခိုးဖြစ်သူလို့တတ်မှတ်ပြီးပါလာတဲ့ကလေးကိုပါချင်းချောက်မှုတွေပြုလုပ်ခဲ့ပါတော့တယ်။ အရာပြင်ဘာမှမတည်သေးတဲ့ကလေးငယ်ကိုပါနေပူကျဲတဲ့အပြစ်ပေးစီခဲ့တဲ့အထိနှိပ်စက်တာတွေပါလုပ်ခဲ့လို့လူမှုကွန်ရက်တစ်ခုလုံးကတကူးကိုပညာပေးတာကပြဿနာမရှိပေမယ့်ဘာအပြစ်မှမရှိတဲ့ကလေးကိုပါအခုလိုမျိုးလုပ်တဲ့ဆိုတဲ့အတွက်ကြောင့်လူဘာဝသလို့ခံစားရပြီးဥပဒေအရလည်းအေးအေးယူသွားမယ်ဆိုတဲ့အကြောင်းကိုပြောလာခဲ့ပါတော့တယ်အရာအပြင်မိဘမဲ့ဂီဟာပိုင်ရှင်ခိုင်နှင်းဝေကလည်းမိခင်ဖြစ်သူအတွက်ဘာမှမပြောရင်တောင်ကလေးဖြစ်သူအတွက်တရားဥပဒေအတိုင်းရင်ဆိုင်သွားမယ်ဆိုပြီးဆိုင်ပိုင်ရှင်ဘက်ကပြောကြားလာခဲ့ပါတော့တယ်။ဆိုတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြသွားကြပါအောင်ဗျာ။